တောင်နယ်တွင်တကြနေရင်စင်ရဲ့နောက်ထပ်ဒါတစ်ပိုက်ပေါ့နော်နောက်တစ်ပိုက်ဆိုတော့ဒီနေ့ကဘယ်ပိုက်ကိုရောက်သွားပြီလဲဆိုတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့သင်ခန်းစာမှာမြင်္ဂမြင်္ဂမြင်္ဂစင်မျိုးဒါအစူတစ်ခေါက်အပြန်တစ်ခေါက်ပေါ့နော်ဗီဒီယို2ဖိုင်ကျွန်တော်ခွင့်ပေးထားပါတယ်ဒီနေ့ကကျတော့မြင်္ဂမြင်္ဂမြင်္ဂစင်မျိုးကြောက်ရွံ့ဆိုပြီးလို့ဝေးဝေးထွက်ပြေးသွားကျုံးကိုမုံလို့လာဖြစ်ပါတယ်ဆိုတော့ အဲပြီးခဲ့တဲ့ဗီဒီယိုတွေမှာတော့ကျွန်တော်ဒါဟိုခြေသီးလက်သီးကိုလည်းနှစ်ဖိုင်းမြင်ငါမြင်ငါကိုလည်းနှစ်ဖိုင်းပေါ့ကွာတင်ပါတယ်ဟိုညားတဲ့ဟာလေးတွေကျွန်တော်နှစ်ဖိုင်းနှစ်ဖိုင်းဒီခွက်ပေးထားတယ်ဒီနေ့မှာတော့ဒါနည်းနည်းဟိုဝဲဝဲထွက်ပြေးသွားဆိုတော့နည်းနည်းတော့စူးစမ်းမအောင်နော်သူ့မှာတော့ကျွန်တော်ဗီဒီယိုတစ်ဖိုင်းပဲကျွန်တော်ခွဲပေးထားပါတယ်ဘာလို့လဲဆိုတော့ဒါအော်သူမှလည်းရှိတော့ရှိတယ်ကွာသူမှလည်းအဆူနဲ့အပြန်တော့ရှိတယ်အရင်တင်ကန်းစာရည်လိုပဲဒါအဆူတစ်ခေါက်အပြန်တစ်ခေါက်အတန်လေးတက်ပြောင်းထားတယ်ဒါပေမဲ့အတန်ပြောင်းထားတယ်ဆိုရင်အရင်ခက်ရခဲ့စက်လည်းမဟုတ်ဘူးတင်ကန်းစာအဟောင်းတွေလည်းအများကြီးပါတဲ့အတွက်ဒါ အပိုက်ကြီးရတာရှိနေညာကွာဒါတီဗူပြီးသားတွေများတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီဘိုက်မှာတော့ဗီဒီယိုဖိုင်တစ်ဖိုင်တည်းမှာပဲအကုန်လုံးစုပေါင်းပြီးရောပေးလိုက်တယ်ပေါ့နော်နည်းနည်းတော့ဗီဒီယိုဖိုင်တော့ရှိနိုင်ပါတယ်အဲကွာကိုနည်းနည်းလေးချိန်ဆပြီးတော့ AC လေးချိန်ညာပေါ့နော်အချိန်ကြီးရှိတာပဲဟုတ်တယ်မလားအဲ့တော့ကြည့်မယ်ပြီးခဲ့တဲ့သင်ခန်းစာ သေးတာတွေရောဒါအကုန်လုံးရုပ်ရည်မှုတ်ထားတဲ့သဘောပေါ့နော်ကြည့်မယ်ပြီးခဲ့တဲ့သင်္ကန်းစာအဆုံးကဟုတ်ပြီရန်ဆုံးထားတယ်အဲ့တော့လက်တွေအကုန်ရွှေ့မယ်ဘယ်ဘက်လက်ကတော့ရွှေ့စရာမလိုပါဘူးညာဘက်လက်လေးရွှေ့ပါနော်ညာဘက်လက်ညိုဂျီနဲ့ဘယ်ဘက်လက်မစီနဲ့ငါးလုံးနော်ဖြိုးပြီးဘယ်ဘက်လက်ညိုဂျီ ဆိုတာဝေဝေဟုတ်လားပြောဘူးပြောဘူးเนาะဝေဝေโอเคပြောဘူးပြောဘူးဟုတ်လားဝေဝေပြီးရင်ဘယ်ဘက်လက်ကလေး F နဲ့ညာဘက်လက်မ F နဲ့အဆုံးပြီးရင်ဘယ်ဘက်ကတစ်ချက်ပြန်ဒီဆုံးပဲပေါ့เนาะပြောဘူးပြောဘူးပြောဘူးเนาะဝေဝေ ်လက်တကြွယ်လက်ခလဲ B နဲ့ E ကိုပုတ်ပါမယ်ဘယ်ဘက်လက်ညို G 3ပူပြန်ဘယ်ဘက်လက်မ C ညာဘက်လက်ညို G So 3ပူပြောနော်ပေါ့နော်ပြောပူ ်းဖြစ်ပါတယ်ဆိုရင်ဂျုံဂုံလို့ဒါကရာပြီးသားတွေပဲဖြစ်ပါလိမ့်မယ်အရင်တော့ဒီဘက်မှာကျွန်တော်ပြန်ပြလိုက်မယ်နော်ဘက်ဘက်လက်တကြွေက C ညာဘက်လက်ကလေးက C ဆုံး၈လုံးဆုံးပြီးရင်ဘက်ဘက်လက်ညှိုး E နဲ့ညာဘက်လက်ညှိုး B နဲ့ဆုံးဆုံးနော်ဆုံးဆုံး ရှစ်လုံး၅လုံးဆုံဆုံပြန်ခုနကရှစ်လုံးပြန်လာเนาะဆုံဆုံဆုံเนาะတော်ပြန်တော်မမေ့တာထားတရားတင်ရှင်ရเนาะဆုံဆုံဆုံပြန်တယန်တယန်ဆိုညာဘက်လက်မ A နဲ့ဒီဘက်လက်မ F နဲ့ဆုံဆုံဆုံတယန်เนาะဒီမှာတော့အစိုးရရှင်းရှင်းလေးပါจุง 好咯，微微春意暖，整个梦楼。好啦，微微春意暖，整个梦楼。比人家伟大。

င်မှာအဲ့ဒီရပြီဆိုရင် နောက်တင်ကန်းစာဆက်ပါမယ်အဲ့ဒီအရင်ရအောင်ကျင့်ဟုတ်ပြီနော်ပြန်ကြည့်မယ်ဘလတဲ့ C နဲ့ညာဘလမ C နဲ့ So lắc lệ y nhà bên là nhiều y sông b sông b sông b bây giờ bên là nhú f nhà bên lắc lệ f sông b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  nó quỳ quỳ chuôi sông b sông b sông b bây giờ bên là ma chi nè chi thanh nè sông b ဘက်လက်တန်းက COD မဲ့ဘယ်ဘက်လက်ခလေက DOD မဲ့ဘယ်ဘက်လက်ဖရတီညာနော်ဘယ်ဘက်လက်ညိုက F ကို D မဲ့ပြောနေဘူးဘူးဘူးနော်ပြောနေဘူးဘူးဘူးပြီးရင်ဘယ်ဘက်လက်မက G ကိုနောက်တစ်ခါ D မဲ့ GOD မဲ့နောက်တစ်ခါလောက်ဖြစ်တယ်ပြောနေဘူး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 နော်ပြောနေဘူးဘူးဘူးအဲ့တော့ပေါင်းနော် လက်မဂျီနဲ့ညာဘက်လက်တကျွဲစီနဲ့တယောတယောနောက်မှရှင်းပြမယ်เนาะပြီးရင်ညာဘက်လက်ခလဲ B လက်ညိုး A လက်တွေယုံမယ်နော်ဒီနေရာတွေကတော်တော်လေးယုံယုံကန်ကန်တီးရတဲ့နေရာမျိုးတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့တစ်ခေါက်ပြန်ကြည့်မယ်နော်ဖြည်းဖြည်းချင်းလေ့ကျင့်ပါ ຢາບີດາດາລະບອກຈາມເນາະດາຢິນຕິງແດດາອາຍາຫາບໍເນາະເອົາດີມາດາຕັດໄລດາບາອະໍ ားသွားမယ်နော်ပြန်ကြည့်မယ် we we ဒီကွာမားတဲ့အခြေအနေမျိုးတွေဆိုကျွန်တော်ပုံမှန်အတိုင်းကျွန်တော်တင်တန်းနေပုံမှန်အတိုင်းဟိုလိုတင်နေရအခြေအနေဆိုလို့ရင်ကျွန်တော်အဲ့လောက်ဒီက use ဆိုင်မလဲ။ဥမာရဲမှားတယ်ဆက်ပြီးွားတာ။ဒါပေမဲ့ကျွန်တော်လူတွေဒါ online မှာ basic သမားတွေတင်နေရဖြစ်တဲ့အတွက် ကျွန်တော်ရောရောထင်းမှုတွေမဖြစ်စေချင်ပါဘူး။အဲ့ဒါကြောင့်ကျွန်တော်မှားရင်မှားရင်နံပါတ်ရက်ပြီးပြန်တီးပါရနော်။ Okay ။အဲ့တော့ကျွန်တော် wave trap တာတစ်ခုလုံးပေါင်းပြမယ်။ wave ကျွန်တော်အကုန်လုံးပေါင်းပြီးတော့ဝါရဲပြမယ်ပြီးခဲ့တဲ့သင်ခန်းစာတော့ကျွန်တော်အစာအဆုံးပြန်မတီးတော့ပါဘူးအဆုံးနာလေးပဲကျွန်တော်ကွက်ပြီးတည်လဲမယ်နော်ကြည့်မယ်ဒါပြီးခဲ့တဲ့သင်ခန်းစာအဆုံးဒါပြီး မှန်ပြီးမားလိုက်သေးတယ်။ရပါရဲ့နော်ကျွန်တော်တင်အတန်သွင်းဆိုတော့ဟိုဟာ record လုပ်ရင်းနဲ့ဆိုတော့တိတ်တော့မသိတာပါဘူး။ကျွန်တော်တခုပြောမယ်နော်။ကျွန်တော်ကလက် position တွေတိတ်အသေးထားရတဲ့ကောင်မဟုတ်ဘူး။ကျွန်တော်ကကျွန်တော်တီးလို့ရှိရင်နောက်ပိုင်းဒါအချိန်ကျစောသုံးပုံမှာမလို့ကျွန်တော်လူတွေကျွန်တော်လက် position တွေပြောပြမယ်။တကယ်တော့လက် position ကအရေးကြီးတယ်ကျွန်တော်မကြည့်ဘူးလို့မပြောဘူး။ဒါပေမဲ့နေရာတကာမှာလက် position ပေါ့အရန်ကြီးဒါအရှိန်းတင်လို့မရဘူး။ကျွန်တော်တို့ကတစ်ခါတလေကြလို့ရှိရင်အချို့နေရာတွေကြလို့ရှိရင်ဒါလက်ကိုဒီတီးကွက်တကွက်မှာဒီလက်အတိုင်းရှိရမယ်ဆိုတဲ့ပုံစံမျိုး ကတော့တိတ်အဆင်မပြေဘူးပေါ့နော်အကြီးကကွာတိဖို့ကကျတော့တီးကွက်တွေအမျိုးမျိုးရှိတယ်တကွင်းတကွက်အကူအပြောင်းတွေအများကြီးရှိတဲ့အတွက်လက်ပုတ်တဲ့ရှင်ကကိုအဆင်ပြေတယ်လို့သွားတာကောင်းတယ်အရန်ကြီးဘောင်တစ်ခုအတွင်းမှာသွားလို့ရှိရင်တီးကွက်အရှင်ဆိုတဲ့သဘောတရားတွေဖြစ်လာစရာတိတ်အကြောင်းမရှိဘူးပေါ့နော်အဲ့ဒါကြောင့်ကိုကတီးကွက်အရှင်တီးကျင်တဲ့လူတွေအနေနဲ့အရှင်ဆိုတာဘယ်လိုပြောကျင်တာလဲဆိုတော့ဒါတီးကွက်ကိုဟိုတစ်ခေါက်တစ်ခေါက်မတူအောင်တီးရလဲဖြစ်မယ်တီလုံးတန်လန်ကိုရဲ့အာညံစွမ်းပေါ်မှာမူတည်ပြီးတော့ modify လုပ်တာပေါ့နော်ဒီတီးကွက်ကိုပြန်ပြီးတော့ထပ်မှန် ကကွန်တာအဲပြောမဆိုရင်မွမ်းမံတာပေါ့ခွာဒါမျိုးကြီးလှုပ်ရှင်လို့ရှိလို့ရှိရင်လက်ပုဒ်သရှင်ကိုအရင်ပုံသေးထားလို့မရဘူးကျွန်တော်ကလက်ပုဒ်သရှင်ကိုအရင်အသေးထားတဲ့အဲလူမဟုတ်တဲ့အတွက်ကျွန်တော်လက်ကိုခါလေးကြလို့ရှိရင်လက်မနဲ့လက်တီရင်ဒီမှာလက်တန်းနဲ့လက်တီရင်ဒီမှာအဲ့အတွက်ခါလေးကြရင်ကျွန်တော်ပြောရတဲ့လက်ပုဒ်သရှင်လေးကြီးကျွန်တော်ပြောတဲ့ပုဒ်သရှင်ကတမျိုး ကျွန်တော်တိရတဲ့ position ကနေမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တယ်အဲ့ဒါတွေအတွက်ကိုတော့ကိုယ့်ကိုယ်ကိုဒါနည်းနည်း view site ကြပါတော့အဲ့ဒါတော့ကျွန်တော်တိလိုက်တဲ့ position ကထားပါတော့ကျွန်တော်ကကျွန်တော်ပြောတဲ့ position ကတော့သိကြတယ်ကွာဒါအများသုံးနိုင်တဲ့ standard position ကိုကျွန်တော်ပြောမှာပဲဒါပေမဲ့ကျွန်တော်တိရတဲ့ position ကကျွန်တော်တန်ရတန်ရလည်းဖြစ်ခြင်းမကျွန်တော်ဆိုလို့ရှိရင်ဒါဟိုအပွင့်လည်းပြောရင်လက်တန်းလက်တချွေလက်ကလေးသိမတန်းဒါဘာလို့ဆိုတော့လေ့ကျင့်မှုအားနည်းတာပေါ့ဗျာအဲ့တော့ဒီပိုင်းတွေကိုကျွန်တော်သိပြီးတော့အသုံးနည်းတယ်ပေါ့နော်အဲ့ဒါကျွန်တော်လက်မလက်ညှိုးလက်ကလေးနဲ့သုံးတာများတယ်အဲ့အဲ့လိုမျိုးတွေဒါကျွန်တော်အားနည်းချက်ကိုကျွန်တော်ပွင့်လည်းပြောပြတာဘာလို့ဆိုတော့ ရှက်စရာမလိုဘူးဒါကိုအားနဲ့ချက်ကိုကိုပြောရဲဆိုရှက်စရာမဟုတ်ကိုကိုသိရင်အဆင်ပြေရလေနော်ကိုကိုသိရင်တန်ဖိုးရှိတယ်တဲ့အဲ့တော့အဓိကသိရဖို့ကကျွန်တော်ပုံလက်ပုတ်တဲ့ရှင်လေးကိုအဲမျက်စိနဲ့ကြည့်တာလေကြည့်ပေါ့ကွာသိမလားဒါပေမဲ့နေရာတကာမှာကျွန်တော်ပါးစပ်ကပြောတာလက်ကတီးတာလိုရနေလို့ရှိရင်သွားပြီးရှုပ်မသွားပါနဲ့ခါလေးကျရင်ကျွန်တော်လည်းအဆင်ပြေသလိုတီးတဲ့အခါမျိုးတွေရှိပါတယ်နော်နောက်ပိုင်းကျရင်မိမိတို့လည်းအဲ့တိုင်းပဲဖြစ်နေအောင်ကြိုးစားပါကျွန်တော်လူတွေကိုပြောတာပေါ့နော်ကျွန်တော်စီမတင်နေတဲ့လူတွေအနေနဲ့ဒါလေးတွေကိုလေးနက်ထားပေးစီခြင်းတယ်ဘာလို့လဲဆိုတော့ ဟိုထားပါတော့အခြားဆရာကတော့အခြားဆရာတမျိုးပေါ့နော်တရားတော်အယူဝါဒချင်းမတူတဲ့အတွက်ဘယ်သူမှားတယ်ဘယ်သူမှန်တယ်မဟုတ်ပါဘူးကျွန်တော်ကကျွန်တော်ရဲ့အယူဝါဒကိုကျွန်တော်ပြောတာပါနော်โอเคဆိုတော့ကြည့်မယ်နောက်ဝင်ပြီးတော့မှာရမ်းများတယ်ဝေးဝေး